สวัสดีทุกท่านนะครับอารมณ์แม่มิงลาပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့အဲဒနေ့ရှင်လုံးထိုင်းစကလုံးဆိုတဲ့အစီအစဉ်လေးပေါ့เนาะဆိုတော့ဒီနေ့ကတော့ကျွန်တော်ကအဲ၄ရက်မြောက်နေ့ဖြစ်မှတင်တယ်เนาะဗီဒီယိုကမနေ့ကကျွန်တော်မအားလို့မတင်လည်းဖြစ်ဘူးပေါ့เนาะဆိုတော့ဒီနေ့မှာတော့ကျွန်တော်အမ်မိနေ့ရှင်လုံးတင်ပြမှာဖြစ်ပါတယ်ဆိုတော့စားလိုက်ကြရအောင်အဲပထမတစ်ခုကတော့ခြေဖွားအဲခြေဖွားကိုကျွန်တော်တို့ထိုင်းလို့ เท่าสองข้าง เท่าสองข้างนะนั่นคือการจารอชีจาชีจาวจารอจนรู้เอ่อนิ้วเท่านิ้วเท่าเนาะนิ้วว่ารอชาวหมดเนาะเท่าชีจาหมดเนาะเอ้และชาวสุรุชินะนิ้วมือเห็นไหมนั่นคือการจารอหลังเท่า ล้างเท้าเชพนาวเอาละเชพนาวจ้ะรอล้างเท้าตัวล้างอ่ะจ้ะรออะนาวပြောတာบ่เนาะနောက်တစ်ခုจ้ะรอကျွန်တော်တို့ပါလဲဆိုတော့ฉีမျက်စိကျွန်တော်ပေါ့ပေါ့ဖြစ်ရှာပါဘောเนาะဒီฉีတော့တစ်ခုလုံးဖနှက်ဆုတ်လို့ရတဲ့နေရာဝန်းကျင်တစ်ခုလုံးကျွန်တော်ပြောပြတာဗောเนาะฉีမျက်စိကိုจ้ะรอကျွန်တော်တို့ขอเท้าขอเท้าเนาะขอเท้าฉีမျက်စိဗောเนาะ နောက်တစ်ခုကကြတော့ဗာလဲဆိုတော့လက်ချောင်းလက်ချောင်းကြတော့ new မ new မမမအမအ new မလို့လည်းပြောလို့ရတော့ခေါ်မလို့ပြောလို့ရရနော်ခေါ်မနောက်တစ်ခုကကြတော့လက်တဲလက်တဲကိုကြတော့ net လို့ခေါ်နော် net net အင်္ဂလိပ်ကျတော့ nail ပေါ့နော်အဲ့ဒီ nail တန်ကိုသူတို့ယူပြီးတော့ neck ကိုလို့ဖြစ်သွားတာထင်တယ်နော်အအတန်တက်ကတော့ neck လို့ခေါ်ပါတယ်အဲနောက်တစ်ခုကကျတော့ခြေထောက်ခြေထောက်ကျတော့လွယ်လွယ်လေးပါပဲခြေထောက်ကျတော့ခါနည်းနည်းရိုက်ပြရမလို့ခါခါခြေထောက်ပေါ့နော်เจ็บขาခြေထောက်နာတယ်ပေါ့နော်ခြေထောက်အရင်နာတယ်เจ็บขามาก เจ็บขามากနော်ခြေထောက်အရင်နာတယ် 哎ฉะนั้นตัวโลเมียรอกูหาไปไม่ได้หาไปไม่ได้ทํายังไงดีล่ะฉะนั้นตัวโลเมียรอกูชื่อโลเมียรอกูบลูล้อยามมะแลเอ่อถ้าได้เพียบก็ตนวัจจะได้ผ่วยเลยอ่ะบ่เนาะအဲဆိုတော့နောက်တစ်ခုကကြတော့ဒူကောင်ဒူကောင်ကကြတော့ခေါခေါနော်ခေါနော်ခေါခေါကကြတော့ဒူကောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒူကောင်အဲ လူကောင်းနာတယ်ဆိုလို့ရှိရင်တော့ချစ်ခေါင်းချစ်ခေါင်းအဲဒီလိုပြောရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဝါကြလေးတွေဖွဲ့ကြည့်ရအောင်ဝါကြလေး၅ချောင်းဖွဲ့မှာပေါ့နော်တတိယဆက်ကလုံးတွေနဲ့တက်ဆက်ထဲမှာပဲကျွန်တော်ပြောဖို့မေ့သွားပြန်ပြီကျွန်တော်ရဲ့ဗီဒီယိုလေးလာမဆိုလို့ရှိရင်စာအုပ်ဖို့ပင်ခြင်ထားဖို့မေ့ပါနဲ့ကျွန်တော်ရေးပေးတဲ့ဟာတွေကိုအဲလိုက်မှန်လိုက်ရေးပြီးတော့အဲတေချာလေးအပြန်ပြီးတော့မှတ်ပေါ့နော်ဆိုတော့ကျွန်တော် ဝါကြအတိဖွင့်နေခါကြလို့ရှင်လေဒီဝါကြကနေပြီးတော့ရလာမယ် forget တွေကလည်းအတိတွေပေါ့ပေါ့အဲ့ဒါလည်းမှတ်ပေါ့နော်ဝါကြအစီပုံစီနီးလေးတွေပေါ့နော် okay ဆိုတော့ဆက်လိုက်အောင်ဆိုတော့ကျွန်တော်တော့မင်းရဲ့ဒုက္ခငါဘာဖြစ်လာတာလဲဒါကိုထိုင်းလို့ပြောချင်တယ်ဆိုလို့ရှင်ရင်ခေါ ther pain alai ma ခေါ ther pain alai ma ခေါအဲ ခါဟုတ်ကကြတော့ခြေတော့ပေါ့နော်ခြေတော့ခြားလုံးပြောတာအမေခြေတော့ကသူကနေပေါ့နော်နေခြေတော့ကပင်ဖြစ်တယ်အရိုင်းပါလေပါဖြစ်တာလေမာကြတော့လာပေါ့ပါဖြစ်လာတာလေဒီလိုတုံးတော့ပေါ့နော်အဲ့တော့မင်းတို့ကဘာဖြစ်လာလဲဆိုရင် how သူပင်အရိုင်းမာနောက်တစ်ခုကကြတော့ခြေတော့ရမ်းနာတယ်ကြည့်ခါမာ จ็บขามาก เจ็บขามากเชิรอเอียนนาเรเนาะแล้วคือจะรองั้นเหละช่องน้วยต้มยาเราบุนะตัวเราเกลช่ยนงั้นเจะทงนี่เราจีนเรางั้นช่องนี้ต้มยาเราบุสุรุษีนิ้วมือฉันใช้ไม่ได้แล้ว นิ้วมือฉันนิ้วมือฉันใช้ไม่ได้แล้ว อ่ะไอ้หลุยต้งรู้อย่างเลยนิ้วมือและช่องนี้ฉันง่ายและช่องนี้โอ้เนาะ အမ်ချိုင်းမေးတိုင်းလဲချိုင်းရသုံးမေးရတော့ဘောနော်โอเคနောက်တစ်ခုကကြတော့ငါ့ရဲ့ခြေဖနောက်ကရေထိမရဘူးတချို့လူရဲ့ခြေတော့ကအဲရေထိရင်ဘာဖြစ်တယ်ဆိုလားညာဖြစ်တယ်ဆိုလားရှိတယ်လေနော်ရေထိရင်ဘာဖြစ်တယ်ဝဲစားလားနူတာလားဘာလားအဲ့မျိုးဖြစ်တယ်လေနော်အဲ့မျိုးဆိုတော့ allergy ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့ထိုင်းလိုဘယ်လိုပြောမလဲဆိုရင်လန်ထောက်ฉันโดยไม่ได้เนาะ အာနောက်တစ်ခုတစ်ခုကဖနက်စီရင်ခြေထောက်နာတယ်ဗောနော်ခြေထောက်ငါဒီဖနက်စီမဲ့ဒီဖနက်စီငါခြေထောက်နာတယ်ဘာညာပြောချင်တယ်ဆိုလို့ရှိရင်ဆိုင်รองเท้าอันนี้ผมเจ็บเท้าဒီဖနက်စီရင်ကျွန်တော်ခြေထောက်နာတယ်ဆိုင်ကကြတော့ထဲ့တာဗောနော်အဲဖနက်ထဲ့တာဆိုတော့ဖနက်စီတာဗောနော်ไซลอนเท้าอันนี้ผมเจ็บเท้า ဆိုတော့ဝါကြတော့ဒီလောက်ပါပဲမီးနေနေရောဝါကြတွေရောပေါ့နော်လိုက်ပြီးတော့ရေးကျင်လေးကျင်ပေါ့နော်ပြတာပြဆိုလို့ရှိရင်ရေးကျင်လေးကျင်ပြောကျင်ပေါ့နော်ပြတာပြဆိုလို့ရှိရင်ဒီဒါတွေကိုလည်းစာအုပ်တွေမှာမှတ်ထားဖို့မေ့ပါနဲ့ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ရဲ့ channel နဲ့ facebook ကိုလည်း like and share လေးလုပ်ထားပေးပါဦးခင်ဗျာခုပွန်ခပ်